မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကအေယာဝတီမှာဖော်ပြထားတဲ့အဆောင်မရှင် စိုင်ခန့်ရွန်းရဲ့ရွှေဘုံပွင့်ခရိုနီဂိုင်းကျုံနဲ့အာနာသိန်းစစ်ကောင်းဆောင်နှစ်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ပြည်သူလူထုရဲ့အမြင်တွေမီဒီယာတွေရဲ့ရေးသားချက်တွေဖော်ထုတ်ချက်တွေကို ခရိုနီတတိယကြီးတွေစိုးရိမ်ကြပါတယ်ဆရာကြောင်းလဲအပါဝင်ဖြစ်ပါတယ် ူတို့ဖြစ်ချင်တာကလူတွေကြီးညိုလေးစားတဲ့ဖရာတကာအကြောင်းတကာသူတို့တိတိသူရမသင်္ကဟဘွဲရနိုင်ငံတော်အသိအမှတ်ပြုတထေးကြီးတွေဒါပေမဲ့ပုံဖော်ခန်းနေရတာကပြည်သူတွေကိုပြိနှိပ်တက်ဖြတ်နေတဲ့စစ်တပ်ရဲ့အပေါင်းပါတွေဒါကြောင့်လဲဥအောင်ကိုဝင်းဆရာကျောင်းတို့အုပ်စုဟာဆန်းရှင်ဆိုတာကိုကြောက်ကြပါတယ်ကျွန်တော်တို့ပထမစာမှာဥအောင်ကိုဝင်းကိုရာသပံဥက္ကဋ္ဌကြီးလို့ရေးမိပါတယ်အဲ့ဒါကိုပြန်ပြင်ရေးရမှာကတော့ ရာတပ်ပံနာယကကြီးဆိုတာပါပဲနိုင်ငံခြားတန်တမန်တွေအနောက်နိုင်ငံကအတမ်မတ်တွေနဲ့တွေ့ရင် ခရိုနီကြီးတွေကသူတို့ရဲ့ CSR လူမှုရေးလုပ်ငန်းတွေအလူတန်းတွေကိုပဲအဓိကထားတင်ပြပြောဆိုလေးရှိပါတယ်သူတို့နေ့စဉ်လုပ်နေတဲ့အော်တိုပိုင်လော့နဲ့သွားနေတဲ့အာကုစုတထွေကြီးကိုတော့ဖုံးဖိထားကြပါတယ်တကယ်တော့ဗိုလ်ချုပ်ကြီးမောင်ဦးရဲ့တပည့်သားယဉ်ကြီးတွေဖြစ်လာမဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ KBZ ဆရာကျောင်းတို့ရဲ့တန်ရောစင်ဟာလဲဟော်ရန်ကိုပါပဲရံဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာမျိုးပေါ့ဒါပေမဲ့အကျိုးစီးပွားတွေကအတုတည်းအရန်ကြီးပါတယ်အောင်ပန်းမှာ KBZ ကပေါ်ကျမှုကြီးမရောက်နိုင်အတွက်နွေရာသီစံအိမ်စောက်ပေးတာမျိုးပေါ့ဒါပြင်ဥဒေဇဝယ်ပေးတဲ့ MISMD ရဟယင်တွေဟာရေဒါပါမလာတော့ဥအောင်ကိုဝင်းကရေဒါဖိုးတွေထုတ်ပေးပြီးဝယ်ပေးတာမျိုးပေါ့ MSMD တွေရေဒါနဲ့မောင်းနိုင်အောင် ကူညီခဲ့တာပါ။သဘောကတော့ဗိုလ်ချုပ်ကြီးမောင်အေးကိုမျက်နှာလုတဲ့သဘောပါ။ဒါတွေဟာအရင်ခေတ်ကဖြစ်ပျက်ခဲ့တာတွေပါ။ MSMD ကတော့အလုပ်တွေဆက်လုပ်နေစေ ဖြစ်ပါတယ်။အာနာသိန်းပြီးမှတော့ဥအောင်ကိုဝင်းအပါဝင်တတိကြီးတွေဟာနိုင်ငံခြားတန်တွေနဲ့အတွေ့များပါတယ်။မြမအေးမှာထက်ထဲဝင်ဝင်ပါဝင်ခဲ့တဲ့တန်မဟောင်းတချို့နဲ့လည်းဈေးကြီးကြီးဝိုင်းတွေနဲ့ညတာတွေအတူစားပြီး ဝိုင်းကြပါတယ်။အဲ့ဒီအုပ်စုတွေကနိုင်ငံသားတအူးပြန်ပြီးကြောပြတာကတော့ဆန်ရှင်လာမာကိုကြောက်လို့လန့်လို့အကာအကွယ်လုံကြီးတွေအကြံဉာဏ်တွေယူတာလို့ဆိုပါတယ်။ဒါတွေကိုဩစတြေးလျစီးပွားရေးပညာရှင် Professor ရှောင်းတာနေကတော့တည်ပြီးသားဖြစ်မှာပါ။နောက်ပြီးနိုင်ငံသားတအူးကတော့သူလဲမြန်မာအကြောင်းကို ထုံးလို့ခြေရေလိုနှောက်တည်သူဆိုတော့ဥအောင်ကိုဝင်းဖိတ်တဲ့ဈေးကြီးကြီးညတာစာပွဲကိုမြင်လိုက်ပါလေလို့ပြန်ပြောပါတယ်။ ဒီလူတွေမဟုတ်တာတွေလုပ်နေတာကိုဝိုင်းပြီးကာဗာလုပ်ပေးတဲ့အထက်မပါဘူးလို့သူကရရင်ကြည်ကြည်ပဲပြန်ပြောပါတယ်ဒီခရိုနီတွေရဲ့အာကုတို့တွေကို ဖုံးဖိပေးမဲ့နိုင်ငံခြားတရမန်အငိမ့်စားတွေကလည်းရှိနေပါတယ်တဲ့ဦးသိန်းစိန်ခေဒေါအောင်ဆန်းစုကြည်ခေမှာကျင်လည်ကျစားခဲ့သူတွေပါမြန်မာပြည်က Goris ကာလပေါ် Fire Rush လုတ်ပေးလို့ကောင်းတဲ့ခေ Fire Rush ကိုအတိတ်ပဲပြန်ကြည့်ရင်တော့ Cover Up လုတ်တာပါ ကောင်ဆယ်လုတ်ထားတာလို့အဓိပ္ပာယ်ရပါတယ်။စီဝါရေးလုတ်ငွေရှားလုတ်ကောင်းတဲ့ခေတ်တစ်ခေတ်ပါပဲ။2021အာနာသိန်းဂါနီချိန်မှာအကြီးဆုံးကချမ်းသာဆုံးတထေးကြီးတွေခရိုနီကြီးတွေပါပဲ။စီဝါရေးမကောင်းဘူး။တန်းပြီစီဝါရေးပြတ်ပါပြီဆိုတဲ့စကားတွေကိုပြောတာကတော့ဥအောင်ကိုဝင်ပါဝင်စစ်တပ်နဲ့နီးစပ်ပြီးစစ်တပ်နဲ့စီဝါရေးလုတ်တဲ့သူတွေပါပဲ။ဒါကြောင့်လေစီဝါရေးပညာရှင်ရှောင်းတာနေနဲ့ ဘောဘန်ဒုခရဥဘဘုံငယ်တို့ကိုစစ်တပ်နဲ့ခရိုနီတွေဗန်လုံငန်းရှင်ကြီးတွေကစိတ်ဆိုးဒေါသထွက်ကြပါတယ်။မကြသေးခင်ကထွက်တဲ့ရှောင်းတာနဲ့စာအုပ်ဖြစ်တဲ့ Valley Plan စာအုပ်မှာလည်းပါပါတယ်။ဗန်တွေကထင်းချုံရခတ်တဲ့ကြောင်စီကန်းမလိုက်နာတဲ့ကြောင်အဲ့ဒီဗန်တွေဟာလည်းတချို့ကိုစစ်တပ်ကပိုင်ပြီးတချို့ကိုတော့စစ်တပ်နဲ့နက်နက်ရှိုင်းရှိုင်းပတ်သက်တဲ့ခရိုနီကြီးတွေက ပိုင်ညာပြီး သူတို့တွေဟာအကြီးဆုံးဗန်ကြီးတွေကိုပိုင်ညာတယ်လို့ ရှောင်းတာနေက the diplomat မှာ interview ပေးတာလဲဖတ်ရပါတယ်ကျွန်တော်တို့မြင်ခဲ့ကြားခဲ့တာကတော့အာနာသိန်းကာနီမှာ KBZ ဘဏ်အကြီးအကဲတွေကရှောင်းတာနေကိုဟိုတယ်တစ်ခုမှာ corner လုပ်တယ်ချင်းချောက်တယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါတယ်အဲ့ဒါကိုရှောင်းတာနေရဲ့ interview မှာတော့ကျွန်တော်လိုအကြံပေးတွေတောင်းမှချင်းချောက်ဖို့လက်မတော်ညာဘူးအဲ့ဒီချင်းချောက်မှုကယနေ့ထိရှိသေးတယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်လို့ပြောသွားတာဖတ်ရပါတယ် ရှောင်းတာနယ်ရဲ့အခုထွက်တဲ့စာအုပ်မှာသူတို့ရဲ့နာမည်တွေ၊ဗန်ကျောင်းတွေပါရင်တရားစွဲမယ်လို့ဗန်ကြီးတွေရဲ့နိုင်ငံသားကိုယ်စားလှယ်ရှင်းနေတွေကချင်းချောက်စာပို့ဘူးတယ်လို့တန်တမန်တိုင်းဝိုင်းမှာမြမကြီးလှူရှားသူများတဲမှရောသိကြတဲ့ကိစ္စဖြစ်ပါတယ်။အာနာသိမ့်ပြီတာနဲ့ရှောင်းတာနယ်ရောဥပဘငယ်ရော ဖန်စီထောင်ချခံရပါတယ်။ဒီလိုလှုပ်ဖို့ကိုအစောကြီးကလေးကစီစဉ်ခဲ့ပြီးသားပါ။စစ်တပ်ရော ခရိုနီတွေရောအညှိုးကြီးခဲ့တာကိုခံခဲ့ရသူတွေပေါ့။ တကယ်တော့ဥအောင်ကိုဝင်းပါဝင်ခရိုနီကြီးငယ်လက်တွေရဲ့သာသမီတွေဟာလည်းပြည်ပနိုင်ငံတွေမှာပညာသင်ယူခဲ့သူတွေဖြစ်ပါတယ်။သူတို့ရဲ့သာသမီတွေကလည်းနောက်ဆိုးရနဲ့တန်ရောစင်မပြတ်ဖို့ကိုဝိုင်းပြီးစောင့်ရှောက်ပေးရတဲ့နှကောင်းနှမျက်စရင်တွေမှာပါဝင်ကြပါတယ်။ဒါပြင်ဝါရှင်တန် DC လန်ဒန်ဘန်ကောက်နဲ့စင်ကာပူလို နေရာတွေမှာခရိုနီကြီးတွေမွေးထားတဲ့ဈေးကြီးကြီးပေးရတဲ့ရှင့်နေတွေလော်ဗီတွေနဲ့အဝယ်တော်တွေပွဲစားတွေအများကြီးရှိပါတယ်။ အဲ့ဒီလူတွေကဦးအောင်ကိုဝင်းပါဝင်ခရိုနီကြီးတွေဘလို့ကောင်းချောင်းပြောဆိုအယုံသွင်းပေးကြရတာပါ KVZ ဆိုတာအရှိတောင်အာရှကိုတောင်ထိုးဖောက်ဖို့ကြိုးစားခဲ့တဲ့စီဝါရေးအင်ပါယာကြီးဆိုတော့သူတို့မှာ human resource တွေအများကြီးအရှိပြောင်းတွေလုပ်ရပါတယ် PR လုပ်ရတယ် lobby လုပ်ရတယ်မီဒီယာတွေကိုချင့်ကပ်ရတယ်အစိုးရတွေကိုပေါင်းရတယ်သူတို့လိုပဲတခြားစီဝါရေးလုပ်ငန်းရှင်ကြီးတွေကိုလည်းလုပ်ကြရပါတယ်ဒါပေမဲ့ ဆရာနာသိမ့်ပြီးနောက်ပိုင်းဖန်စီစစ်စေးထောင်ချခံရတဲ့ခရိုနီတထေးကြီးတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီသူတို့တွေတဲမှာတော့မကြသေးခင်ကမှပြန်လွတ်လာတဲ့တထေးကြီးဥချစ်ခိုင်လည်းအပါအဝင်ဖြစ်ပါတယ်။အေရင်ဥချစ်ခိုင်လိုလည်းလူတီများပြီးနိုင်ငံရေးစိတ်ရှိသူ နိုင်ငံချစ်သူအဖြစ်လည်းသိကြပါတယ်။စစ်တပ်နဲ့လည်းမကင်းတဲ့သူပါမြန်မာမှာတော့စစ်တပ်နဲ့ကင်းတဲ့ခရိုနီဖြစ်ခွင့်လိုင်စင်ထုတ်မပေးပါ ဦးချေခိုင်ရာအာနာသိန်းနာကိုလက်မခံသူအဖြစ်တည်ခဲ့ကြပြီးစစ်ကောင်စီရဲ့အညှိုးကိုခံခဲ့ရတဲ့သူဖြစ်ပါတယ်။ခရိုနီအချင်းချင်းထဲမှာတော့ဦးချေခိုင်ကိုလက်ဖက်ရည်ဆိုင်ဖွင့်တဲ့ဟိုလူကြီးလားလို့ခနဲတက်တက်ပြောပေမဲ့သူ့ရဲ့စေတနာနဲ့အခံယူချက်ကိုလူတွေက သိကြပါတယ်။ဒီစာဟာတရေဆန့်ကျင်ရေးစာမဟုတ်ပါဘူး။ကျွန်တော်တို့လိုနိုင်ငံမှာတရေတွေအများကြီးလိုပါတယ်။တိုင်းပြည်ရွာချမ်းသာအောင် လုပ်ဖို့လိုပါတယ်။မြမစစ်တက်လူတော့မတိုးတယ်လို့ ခရိုနီတွေလည်းလှူတော့မတို့ပါနိုင်ငံတကာစာမျက်နှာဆိုရင်သူတို့မဝင်ဆန့်တော့ပါဘူးပြောရရင်မနေ့9နာရီမှတထေးတွေခရိုနီတွေဟာသတင်းတွေဖတ်ပြီးပါပြီတချို့တွေကတော့ကောက်ကွင်းမှာဗိုလ်ချုပ်အစ်စ်တွေအဟောင်းတွေနဲ့ခေါက်ရိုက်နေပါပြီကောက်ကွင်းတွေမှာပဲခရိုနီကြီးတွေနဲ့သူတို့နဲ့နီးစပ်သူပါရနာဗိုလ်ချုပ်ကြီးတွေဟာအကျိုးတူစီးပွားတွေကိုဆွေးနွေးကြပါတယ်အဖို့တစ်တွေရှိရင်လည်းဖြေလျှော့ပေးကြပါတယ်ခေါက်ရိုက်ရင် စီးပွားရေးနိုင်ငံရေးလောက်ကြတာပေါ့ မနှက်စာစားပြီး9နာရီ10နာရီလောက်မှသူတို့ဟာဘာမှလုပ်စရာတိတ်မရှိတော့ပါဘူး။နောက်တစ်နေ့နောက်တစ်ပတ်နောက်လနောက်လာမဲ့3လ6လတနှစ်ဘာတွေဆက်ဖြစ်နိုင်တယ်လဲ။နိုင်ငံရေးအတက်ကြနဲ့မင်းဟောင်းမင်းတစ်တွေကိုလည်းသူတို့ကဗီဒင်းစရာတွေ နိုင်ငံရေးသုတေသီတွေသူတေသနာအဖွဲ့တွေမဟုတ်ပေမဲ့တွက်ပြီးနေပါပြီ။ဥအောင်ကိုဝင်းနဲ့ခရိုနီတွေကိုမေးကြည့်ပါ။ဒီနှစ်ကုန်2026 2029ရဲ့နိုင်ငံရေးအဖွင့်ဟာဘာဖြစ်မလဲ။ သူတို့ဟာအပြင်ကမြန်မာစကောလာလို့ပြောနေတဲ့မြန်မာရေးကျွမ်းကျင်သူတွေထွက်စာရင်တော့ရှေ့ဖြစ်ကို90ရာခိုင်နှုန်းမှန်အောင်ဟောနိုင်တဲ့သူတွေပါမယုံရှိပါနဲ့အရာဝတီပါဝင်မီဒီယာတွေခေါ်မေးကြည့်ပါဒီခရိုနီတွေနိုင်မဲ့မြင်းကိုတော့လောင်းပြီးလောက်ပါပြီအခုလိုအောင်ပန်းကစာပေးစာကို ဖော်ပြပြီးလို့ကျေးဇူးပါစစ်တပ်နဲ့ချမ်းသာနဲ့လူတစုနဲ့ ဆင်းရဲမွဲတေနေတဲ့ငရဲပြည်ရောက်နေတဲ့အတိုင်းပြည်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ရေးရခြင်းဖြစ်ပါတယ်